မင်္ဂလာပါအခဲအစပွင့်ပရီးမီးယားလိပွဲစဉ်6အတွက်ပွဲကျုပ်သုံးသက်ချက်စစ်ဆေးနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကခဲ host conference ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာနိုင်ငံသားသမားဟောင်းတန်ထောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက်ပရီးမီးယားလိပွဲစဉ်6စနေနေ့ညမှာကစားမဲ့ပွဲစဉ်တွေကကျွန်တော်အကောင်းဆုံးလို့ပြောမဲ့ပွဲစဉ်တစ်ပွဲကိုရွေးချယ်ပေးထားရယ်ဘယ်ပွဲစဉ်တွေများဖြစ်မလဲဆိုတော့ပြပြပြပေးအောင်ဗျာ ဟုတ်ကဲ့ပါကိုရီဒီပွဲစဉ်တော့ပရီးမီးယားလိဂ်ပွဲစဉ်6ထက်အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်စနေနေ့ည8:00နာရီကမှရှင်းပြန်ကစားမယ်ခရစ်စတယ်ပဲလိအသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါခရစ်စတယ်ပဲလိအသင်းနဲ့လီဗာပူးအသင်းတို့မှာလီဗာပူးအသင်းကတော့ပရီးမီးယားလိဂ်ပွဲစဉ်9ပွဲကစားပြီးတဲ့အချိန်မှာဒါ9ပွဲစလုံးရာနှုန်းပြည့်အနိုင်ရလဲနဲ့ပရီးမီးယားလိဂ်အမှတ်ပေးစရာရဲ့အဆင့်တက်နေရမှာရရှိနေတာဖြစ်ပြီးတော့တစ်ဖက်ကဒါခရစ်စတယ်ပဲလိအသင်းကတော့9ပွဲကစားပြီးတဲ့အချိန်မှာ2ပွဲနိုင်3ပွဲတည်သူလည်းပဲရှုံးပွဲမရှိဘဲနဲ့ဒါကျွန်တော်တို့ဒါအဆင့်9နေရာမှာရက်တည်နေရလဲဖြစ်ပါတယ်ဆိုတော့ဒီနှစ် သင်းတည်တာကျွန်တော်ပရီးမီးယားလိပွဲစဉ်၅ပွဲကစားပြီးတဲ့အချိန်မှာဒါဂျာရာနုံပြေပေါ့နော်ရှုံးပွဲမရှိသေးတဲ့ဒါပရီးမီးယားလိရဲ့ဒီရာသီနာနှစ်သင်းသေးတော့အသင်းဖြစ်တယ်ဆိုတော့အဲ့နှစ်သင်းကဒီနေ့မှလာရောက်ပြီးတွေ့ဆုံကြတဲ့အခါမှာတသင်းသင်းကပထမဦးဆုံးရှုံးပွဲများကြုံတွေ့သွားမလားဆိုတာကကျွန်တော်စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပြီးတော့ဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရဲ့ရှားလက်တင်တဲ့တူပဲစလိုက်ကြအောင်ဗျမင်္ဂလာပါအခေယာမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယာ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ် ။ local domain ဖြစ်တဲ့အပြင် VPN မလိုဘဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြေးညီပြင်ဆက်ပေးရလို့ဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ဝင်ရောက်နိုင်ကြလို့အခရာ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကိုဒီနှစ်သိန်းရှယ်ဘွဲစင်တွေရဲ့ရလက်တွေကိုပြင်ပြီးကြည့်မယ်ဆိုတော့နှစ်သိန်းလုံးကတော့ဒီယာဒီမှာရှင်ပြိုင်ထားတဲ့ဘွဲစင်တွေအကုန်လုံးကတော့ရှုံးနေထားခြင်းမရှိသေးဘူး Premier League မှာမဟုတ်ဘူး Crystal Palace ဆိုလည်းကျွန်တော်ဒီ Community Shield ကစပြီးတော့ရှင်ပြိုင်ကစားတဲ့ Liverpool နဲ့ဘွဲစင်ကတေကြတယ်ညာနေအခုနောက်ဆုံး West Ham နဲ့ရှင်ပြိုင်ကစားခဲ့တယ်ပြီးခဲ့တဲ့ Premier League ဘွဲစင်ထိပေါ့နော်သူတို့ဒီရှုံးဝဲမရှိဘူးတေဘွဲနဲ့နိုင်ဘွဲတွေပဲရရှိထားတယ်အဲ့လိုပဲတစ်ဖက်က Liverpool ကလည်းယာဒီစကျွန်တော်ဒီ Community Shield Crystal Palace နဲ့မိနစ်90အတွင်းတေကြပြီးတော့ Penalty မှာရှုံးနေခဲ့ပြီးနောက်ပိုင်းမှာတော့ဒီအခုမိနစ်90အတွင်းကစားခဲ့တဲ့ဘွဲစင်တွေဆို Liverpool ကပွဲအကုန်လုံးနှီးပါ ောက်ကိုရန်ကုန်ပြည်နိုင်ပွဲနဲ့ဖော်ဆောင်ထားတယ်။ Champion League မှာ Premier League မှာ၅ပွဲလုံးနိုင်လာတာကျွန်တော်တို့တွေ့ခဲ့ရတယ်။အဲ့လိုပဲ Crystal Palace ကလည်းဒီ Premier League မှာဆိုရင်ကျွန်တော်တို့၂ပွဲနိုင်ပြီး၃ပွဲတည်ကျခဲ့ပြီးတော့ဂျာယိုင်းမှာ Champion ကစားခဲ့တဲ့ပြီးခဲ့တဲ့ဘက်ကမီဝေါနဲ့ကျွန်တော်တို့ League Cup ပွဲစဉ်မှာဆိုလည်းတည်ကျခဲ့တယ်။ Minute 90အတွင်း Penalty နဲ့နိုင်ပြီးတော့ဆင့်တက်ခဲ့တယ်။အဲ့တော့ဒီနှစ်သင်းဟာဒီအာဒီမှာတော့တို့တို့ဒီပြိုင်ပွဲဆုံး Minute 90အတွင်းမှာတော့ရှုံးဝဲမရှိသေးတဲ့နှစ်သင်းဖြစ်နေတယ်။ Liverpool သင်းကတော့ပို့ပြီးတော့ form ကောင်းလာတော့မှန်တယ်။ဒါပေမဲ့ Liverpool သင်းရဲ့နိုင်ပွဲတွေမှာလည်းကျွန်တော်တို့ဒီပွဲကစားချိန် Minute နောက်ပိုင်းတွေမှာအနိုင်ရအဖို့အတွက်စူးစမ်းပြီးတော့ရုံးကန်ခဲ့ရတဲ့ပွဲလေး းလည်းတွေ့ခဲ့တော့ပြီးခဲ့တဲ့ဆောက်တတန်းနဲ့ Everton နဲ့ပွဲစဉ်ဒီမှာဆိုလည်းငကိုတကူနဲ့ဆိုတော့ကျင်းမြောင်းလေးရလဲနေပဲကပ်ပြီးနိုင်ခဲ့တာကိုကျွန်တော်တွေ့ရတယ်။ဒါပေမဲ့တစ်ဖက်က Crystal Palace ကိုပြန်ကြည့်ရင် Crystal Palace တီတို့ဒီအနိုင်မရရှိခဲ့တဲ့ပွဲစဉ်ဒီမှာဆိုလည်းတစ်ဖက်အသင်းအောင်အကောင်းဆုံးပေါ့နော်ကျွန်တော်ဒီဒုက္ခပေးနိုင်ပြီးတော့တုံ့ပြန်ကစားနိုင်ပြီးတော့တည်ဆိုတဲ့ရလက်တီကိုလည်းပြန်ပြီးတော့ဆွဲယူနိုင်တာလည်းတွေ့ခဲ့ရတယ်။ဒီနေ့သင်းပထမအဦးဆုံးတွေ့ဆုံခဲ့တဲ့ Community ပွဲစဉ်မှာလည်း Crystal Palace က မိနစ်60တွင်တည်ကြခဲ့ပြီးတော့ပန်နတီမှာအနိုင်ယူထားခဲ့တာဆိုတော့ဒီတစ်ချိန်မှာ Crystal Palace ကတိုအသင်းအင်ကွင်းမှာထပ်ပြီးတော့ Liverpool အသင်းကိုကျွန်တော်တို့နောက်ောက်ချနိုင်မှာဒါမှမဟုတ် Liverpool အသင်းကပဲကျွန်တော်တို့ Community Shield ရရှုံးကြီးကိုပြန်ပြီးဆက်နိုင်မလားပေါ့အဲ့လေပြန်ပြီးဆောင်ကြည့်ဖို့ရှိပါလိမ့်မယ်ညဟုတ်ကဲ့ကိုဆိုတော့ Liverpool အသင်းကတော့ဒီရသည်ရာနှုန်းပြည့်နိုင်ပွဲပေါ့နော်ဆိုတော့ Premier League မှာ Champion League မှာဆိုတော့အနေနဲ့လားရှုံးပွဲလုံးဝမရှိသေးဘူးတည်ပွဲတော့မရှိဘဲနဲ့ဒါရာနှုန်းပြည့်နိုင်တယ်ဆိုတော့ရာသည်အစားကဒီ Crystal Palace နဲ့တွေ့ခဲ့တဲ့ပွဲစဉ်ဒါမိနစ်60အတွင်းမှာတော့သူတည်ကြပြီးတော့ဒါ Penalty မှာတော့ရှုံးနေခဲ့တယ်ဆိုတော့ဒီပွဲပြီးရဲ့နောက်ပိုင်းမှာသူတို့အနေနဲ့ ဲ့လုံးဝရှုံးပွဲမရှိခဲ့ဘူး။နောက်ဆုံးဆောက်တမ်တန်အသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်အထိရှုံးပွဲမရှိခဲ့ဘူး။ဒါပေမဲ့တခုပြောစရာရှိတာကနောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးအသင်းနိုင်နေမှန်နေဒါပေမဲ့တကောသားတွေကြီးပဲဗျ။ဆိုတော့အာဆနယ်အသင်းက1စီးနဲ့နိုင်တယ်၊ဘန်လီက1စီးနဲ့နိုင်တယ်၊မက်ဒရစ်ကိုအက်တလက်တီကိုမက်ဒရစ်ကိုဒါ3-2နဲ့နိုင်တယ်။ဒါလည်းတကောအသားပဲ။နောက်ကျွန်တော်တို့ Everton အသင်းကို2-1နဲ့နိုင်တယ်။နောက်ဆုံးဆောက်တမ်တန်အသင်းကို2-1နဲ့နိုင်တယ်။အားလုံးဒီတကောအသားတကောအသားဒီကျွန်တော်တို့က on the margin လို့ပြောလို့ရတယ်။တစ်ဖက်အသင်းဟာဒါသွင်းကိုတကော ြန်လဲပြီးရှာဖွေနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါဒီတရေပွဲဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်။နောက်ကျွန်တော်ပွဲစဉ်အစပိုင်းမှာသာဒီလိုမျိုးဒါတစ်ဖက်နဲ့တစ်ဖက် balance ဖြစ်သွားမယ်ဆိုလို့ရှိရင်ပွဲစဉ်နောက်ပိုင်းမှာတစ်ဖက်အသင်းကဂိုးပြန်ပြီးတော့သွင်းယူနိုင်ခြင်းရှိတယ်။ဒါဒီ Liverpool အသင်းကအနိုင်ရရှိတာတော့မှန်တယ်။ဒါပေမဲ့ကျွန်တော်တို့ရာလက်ပိုင်းဆိုင်ရာအရာတွေပြတ်သားခြင်းတော့မရှိသေးတော့ကျွန်တော်တို့တွေ့ရတယ်။တစ်ဖက်က Crystal Palace အသင်းကလည်းနောက်ဆုံး၅ပွဲမှာသူတို့လုံးဝရှုံးပွဲမရှိခဲ့ဘူး။ဒါပေမဲ့တစ်ခုရှိတာကနောက်ဆုံး၅ပွဲရှုံးပွဲမရှိတာမှန်တယ်။ဒါပေမဲ့၃ပွဲထိတရေရာလက်ထွက်ပေါ်ခဲ့တယ်။ဆိုတော့ ။ဒါ၃ပွဲမှာကျွန်တော်တို့ဒါဂိုးမရှိတရေ၂ပွဲထွက်တယ်။နောက်ကျွန်တော်တို့ဒါ1-1နဲ့တရေ၁ပွဲထွက်တယ်။ဒါ9နဲ့2ပွဲမှာကျတော့ဒါနောက်ဆုံး West Ham နဲ့အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်2-1ဆိုတဲ့ရလနဲ့တကူအတာနဲ့9နဲ့နောက်ကျွန်တော် Aston Villa အသင်းကိုတော့ဒါ3-0ဆိုတဲ့ဒါပြပြတသားရလနဲ့9ထားတော့ရှိတယ်။ဆိုတော့အခုရှိတာ Crystal Palace အသင်းတွေမရှုံးတာတော့မှန်တယ်။ဒါပေမဲ့တရေပွဲတွေများနေတယ်။ဂိုးမသွင်းယူနိုင်တဲ့ပွဲစဉ်တွေလည်းရှိတယ်။တစ်ဖက်က Liverpool အသင်းကလည်းဒါရန်တော်မြစ်အနိုင်ရတော့မှန်တယ်။ဒါပေမဲ့ဒါကျွန်တော်တကူအတာနဲ့9နဲ့ပွဲစဉ်တွေကများနေတာဖြစ်တယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာဒါ လေးကအပြောင်းအလဲလေးတွေများဖြစ်လာနိုင်မလားဆိုတော့တစ်ဖက်ကသာကျွန်တော်တို့ဒါတင်းတင်းကသာအမှားယွင်းလုတ်ခဲ့မိမယ်ဆိုလို့ရှိရင်အဲလုတ်ခဲ့မိတဲ့အတင်းကဒါပို့ပြီးခန်းစားသွားရပေါ်ရရှိနေရတော့ကျွန်တော်တွေ့ရတယ်ဆိုတော့နှစ်တင်းစလုံးဒီဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် on the margin ပဲဆိုတော့ Crystal Palace အတင်းကမရှုံးတာမှန်တယ်ဒါပေမဲ့ဒါသူတို့အနေနဲ့ဒါအချိန်မီရွေးပေါ့နော်ဒါရှုံးသွားနိုင်ခြေရှိတဲ့အနေအထားရှိတယ်ဒီဘက်က Liverpool အတင်းကလည်းရန်ုံပြစ်နိုင်တာမှန်တယ်ဒါပေမဲ့ဒါအချိန်မီရွေးသေပြန်ပြီးတော့ချနိုင်တဲ့အနေအထားတွေနောက်ကျွန်တော်တို့ဒါပြန်ပြီးတော့ goal twin ကိုသွင်းဝင်ပေးနိုင်တဲ့အနေအထားမျိုးတွေလည်းရှိခဲ့တယ်ဆိုတော့ဒါနှစ်သင်းစလုံးဒီကျွန်တော်တို့အရင်ပေါ့နော်ဖောင်ပုံစံကောင်းနေရယ်ဆိုတာမျိုးတော့ကျွန်တော်တို့အဲ ပြောလို့တော့မရသေးဘူးလေဘာလို့အသင်းတွေဒါဂိုပြက်လုံးဝကျွန်တော်တို့ဒါကစားကွက်အသာဂိုးအသာဒါကျွန်တော်တို့ဓပွဲလုံးကိုသူအကောင်းဆုံးထိန်းချုပ်ပြီးတော့ကစားသွားမဲ့ပွဲစဉ်မျိုးဆိုတာမျိုးကဒီနေ့ပွဲစဉ်မှာမြင်ရမလားဒါမှမဟုတ်သူကအမှားငြင်းမြင်များဖြစ်ပြီးတော့ဒါတကြီးပွဲစဉ်တွေနောက်ကျွန်တော်တို့ဒါတစ်ခါ Crystal Palace အသင်းကလည်းဒါကျွန်တော်တို့ဒီ community shield ပွဲစဉ်မှာတော့အဲ့လိုမိနစ်60အတွင်းအပြည့်မပေါ်အောင်သာကစားနိုင်ရမယ်ဆိုလို့ရှင်သူတို့တော့လည်းဒါကျွန်တော်တို့တကြီးတမှတ်ဖြစ်ဖြစ်အနိုင်ဖြစ်ဖြစ်ရယူဖို့အတွက် chance ကလည်းရှိနေတာဖြစ်တယ်ဗျ ဟုတ်ကဲ့ပါကိုကျွန်တော်ဒါ Crystal Palace အသင်းနဲ့ဒါ Liverpool အသင်းတို့ကဒါ Premier League အသင်းတွေဖြစ်တာနဲ့ညီရှေ့မှာလည်းဒါထိတိုက်တွစ်ဆုံခဲ့ဘူးတာရှိတယ်ဒါဒီရသည့်အစမှာတင်ကိုဒါကျွန်တော်တို့ဒါ Community ရှိမှာထိတိုက်တွစ်ဆုံခဲ့တယ်ဆိုတော့ဒါကျွန်တော်ရှေ့ရတာ Premier League ပွဲစဉ်တွေရောဂျာပွဲစဉ်တွေမှာရောဒါကျွန်တော်တို့တို့ရဲ့ဂျာလက်တွေကဘယ်လိုမျိုးပုံစံလေးဖြစ်ခဲ့လဲဗျဟုတ်ကဲ့ပါကိုနေသင်းရဲ့ကျွန်တော်ဒီထိတိုက်တွစ်ဆုံမှုအနေထားကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ဒီနေသင်းချားမှာဆိုဒီနောက်ပိုင်းနှစ်တွေမှာတော့ အဲကျွန်တော်တို့အရင်ကြီးပေါ့နော်ကျွန်တော်ဒီပြတ်သားတဲ့အနိုင်ရလဲနဲ့လော်ဘူးအသိနိုင်ခဲ့တာမရှိသလိုခရစ်စတယ်ဘယ်လီအနိုင်ရရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့တကူတန်အောင်လည်းနိုင်ခဲ့တဲ့ပွဲတွေများတယ်ပြီးခဲ့တဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ community ရှိမှဆိုတော့တစ်ဖက်90မိနစ်90ပြင်သေးကြပြီတော့ပန်နေနဲ့ခရစ်စတယ်ဘယ်လီကနိုင်နေအဲရှေ့က Premier League ပွဲစဉ်တည်တံ့ကျွန်တော်တို့နောက်ဆုံး3နှစ်မှာပြန်တွေ့ဆုံခဲ့တဲ့6ချိန်ကိုပြန်ကြည့်မယ်ဆိုရင်တော့နှစ်သင်းကြားမှာကွာချက်တော့အရင်ကြီးကြီးမားမားတော့မတွေ့ရဘူးလော်ဘူးအသိကနှစ်ချိန်နိုင်ခဲ့တယ်ခရစ်စတယ်ဘယ်လီကတစ်ချိန်နိုင်ခဲ့ပြီးတော့အဲကျွန်တော်ဒီ3ချိန်ရအောင်တည်ကြခဲ့ကျွန်တော်တွေ့ရတယ်အဲတည်ပွဲတွေကပုံပြီးတော့များလာတယ်အဲ့ဒါပြောမှဒီ6ချိန်လုံးမ မှာနှစ်သင်းပေါင်းတွင်းကို3ခုဆိုပြီးတော့ရခဲ့တဲ့ပွဲစဉ်ဆိုလို့လီဗာပူးသင်းနိုင်ခဲ့တဲ့2-1ဆိုတဲ့တပွဲပဲရှိတယ်။ကျန်တဲ့ပွဲစဉ်တွေမှာ0-0 1-1 ਨੇ များတယ်ပြီးတော့နိုင်ခဲ့တယ်ဆိုရင်လည်းတစ်ဖက်ကိုကျွန်တော်တို့2ခုခုမရှိဆိုရင်နိုင်ရ အနိုင်ရလက်နေပဲဗောနော်ကျွန်တော်ကျင်းမောင်းတဲ့အနိုင်ရလက်နေမယ်ရရှိထားဆိုတော့ဒီနှစ်မှာလည်းလက်ရှိလီဗာပူးအသင်းရဲ့ကျွန်တော်ခြေစွမ်းပိုင်းနဲ့တစ်ဖက်က Crystal Palace ရဲ့ခြေစွမ်းပိုင်းကိုပြန်ပြီးကြည့်မယ်ဆိုရင် Crystal Palace ဒီတီးပွဲတွေများနေတဲ့အပြုံမှာသူတို့နိုင်ခဲ့တဲ့ပွဲစဉ်ဆိုလဲ1-0ဆိုလဲရလက်မျိုး2-1ဆိုလဲရလက်မျိုးနဲ့ကနိုင်နေပွဲစဉ်တွေစီစီ1-1ဆိုလဲတီးပွဲတွေပိုပြီးများနေလို့တစ်ဖက်ကလီဗာပူးအသင်းကလည်း2-1ဆိုလဲရလက်မျိုးနဲ့ကပ်ပြီးနိုင်ခဲ့တဲ့ပွဲစဉ်တွေများနေတယ်အဲ့တော့ဒီတီးတင်တွဲဆုံမှုဒီနှစ်သင်းကြားမှာကပြီးခဲ့တဲ့ Premier League ၃နှစ်ဆက်တိုက်တွဲဆုံခဲ့တဲ့တော့ကလို့ပဲနှစ်သင်းကြားအပြန်အလှန်သွင်းမှုသွင်းခဲ့တယ်ဆိုရင်တော့တစ်ဖက်တကူးစီနဲ့တီးရလက်မျိုးနဲ့ချက်ပြီးထွက်လာမှာဒါမှမဟုတ် နိုင်ခဲ့တယ်ဆိုရင်လည်းကျွန်တော်တသိန်းသိန်းကတကူအသာနဲ့ပေါ့နော်အများဆုံးကျွန်တော်တို့ twin core က twin core ထိပဲတွေ့ရတဲ့ပုံစံတပွဲပဲရှိခဲ့ရဆိုတော့ဒီတစ်ချိန်မှာရောထပ်ပြီးတော့နောက်ထပ် twin core နဲ့တဲ့ပုံစံမျိုးဖြစ်လာမှာဒါမှမဟုတ်ပြီးခဲ့တဲ့ကျွန်တော်ဒီ တော့ချက်ပနေနဲ့လေဘဝူတို့ community ရှိရပွဲစဉ်တို့တစ်ဖက်နှစ်ကိုးစီနေပေါ့နော်ကျွန်တော်ဒီထူးထူးဆန်းဆန်းလေးကျွန်တော်ဒီအပြန်လည်သွင်းကုန်းနဲ့များများလေးများတွေ့ရမှာအဲ့လေးလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုဆရာမနစ်ကရာဒီမှာဆိုလို့ရှင်တော့လေဘဝူအရင်ဒါ form ကောင်းနေတဲ့အနေအထားမှာတော့မပဲဒါကျွန်တော်တို့အဝေးကွင်းမှာတော့တို့နိုင်တယ်ဒါပေမဲ့ကျွန်တော်အိမ်ကွင်းမှာတည်ရကြခဲ့တယ်ဝမ်ဝမ်ဆိုတဲ့ရလက်နဲ့တည်ရကြခဲ့တာမျိုးတွေကျွန်တော်တွေ့ရတယ်နောက်ကျွန်တော်ရာဒီအစပွဲစဉ်မှာလည်းဒါတူတူဆိုပြီးတည်ရလက်ထွက်ပေါ်ခဲ့ပြီးတော့မှဒါကျွန်တော်တို့ penalty အဆုံးဖြတ်မှာဒါ crystal palace အသင်းအားဒါ community ရှိတို့ကင်မြောင်းနိုင်ခဲ့တယ်ဗျနောက်ကျွန်တော်တို့ဒါရှေ့နှစ်ကိုပြန်ပြီးတော့ကြည့်မယ် ိုလို့ရှိရင်တော့ဒါ Crystal Palace အသင်းရဲ့နိုင်ပွဲကိုပြန်လည်ပြီးတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒါကျွန်တော်တို့ Liverpool အသင်းရဲ့ Anfield မှာဒါ Crystal Palace အသင်းကတော်တော်လေးကိုဒါ PR King King ဆောင်းနိုင်တယ်လို့ကျွန်တော်ပြောရမှာဗျဆိုတော့ Anfield မှာပဲဒါ Crystal Palace က Premier League ဒုတိယအကြော့မှာဒါကျွန်တော်တို့ရှေ့နှစ်မှာသူတို့နိုင်ခဲ့တာကျွန်တော်1-0နဲ့နိုင်ခဲ့တာကိုတွေ့ရတယ်ဒါပေမဲ့ Crystal Palace အသင်းရဲ့အိမ်ကွင်းမှာတော့ Liverpool ကပြန်ပြီးတော့အနိုင်ရရှိခဲ့တာမျိုးတွေကျွန်တော်တွေ့ရတယ်ဗျဆိုတော့ဒါဒီတကူအတာတွေနဲ့ပဲသူတို့အနိုင်ရရှိခဲ့တယ်ဆိုတော့အရင်ကျွန်တော်တို့ဒါနောက်ပိုင်းနှစ်တင်မှာ Twin Core တွေများများဆဆဒီနဲ့အသင်းချားထဲမှာမမြင်ရတော့ဘူးဆိုတော့ဒါအ အများဆုံးဒေတာ3ခုဆိုတဲ့ရလက်မျိုးတွေပဲကျွန်တော်မြင်ရတယ်ဆိုတော့အဲ့ဒီ6နှစ်တင်မှာလဲဒါကျွန်တော်တို့ဒါ Liverpool အသင်းကဒါ1-1တရေရလက်နောက်ကျွန်တော်2-0ဆိုပြီးတော့9ပွဲတွေလဲကျွန်တော်တွေးခဲ့ရတယ်ဆိုတော့6နှစ်တင်မှာတော့ Liverpool ကပို့ပြီးတော့ အားသာချက်တွေများခဲ့တာတော့မှတ်တယ်ဒါပေမဲ့နောက်ပိုင်းနှစ်တင်မှာလေဘာဘူးဖောင်ပုံစံကောင်းလာတဲ့အချိန်မှာတော့ပဲဒါ Crystal Palace ကိုနိုင်ဖို့အတွက်ဆိုလို့ရှိရင်တို့ရုံးကန်ရလေးရှိတော့ဆိုတော့မြင်တွေ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ Crystal Palace အသင်းရဲ့အိမ်ကွင်းမှာတို့ဘယ်လောက်ထိရုံးကန်နိုင်မလဲဆိုတော့မနစ်ကလိုမျိုးဒါကျွန်တော်ပထမအကြော်သည်ဒါ Crystal Palace အိမ်ကွင်းမှာကစားတော့ကဒါကျွန်တော်1-0ဆိုတဲ့ရလဲနဲ့အနိုင်ရရှိခဲ့တယ်လို့မျိုးလေဘာဘူးအသင်းရဲ့ဒီတစ်ခေါက်ကောပြန်လဲပြီးတော့ပုံဖော်နိုင်မလားဒါလေးကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ် Crystal Palace အသင်းရောဒီရသည်ရှုံးပွဲမရှိသေးတဲ့အနေအထားတစ်ခုမှာ Liverpool အသင်းရောဘယ်လောက်ထိတို့ဒါရင်ဆိုင်တုံ့ပြန်ပြီးတော့ ားသွားနိုင်မလဲဆိုတာလည်းစောင့်ကြည့်ရမှာဖြစ်ပါရဲ့ဗျ ဟုတ်ကဲ့ပါကိုကျွန်တော်တို့ဒါလက်ရှိအနေထားတွေအရာကတော့ဒါ Crystal Palace အသင်းဘက်ကဒါနိုင်ငံရေးကစားသမားတွေအနေငယ်ဒါရှိနေတာကျွန်တော်တွေ့ရတယ်။တစ်ဖက်က Liverpool တင်ရတော့နိုင်ငံရေးကစားသမားရှိတယ်၊ပွဲပွဲကစားသမားလည်းရှိတယ်ဆိုပေမဲ့ဒါကျွန်တော်နေပါသေးရဆိုတဲ့အနေထားတစ်ခုမှာသူတို့ရဲ့ဒါဖုံပုံစံကောင်းတစ်ခုတော့အကောင်းဆုံးတည်ဆောက်နိုင်နေတော့မယ်။ဒါလူငယ်အားဖြစ်တင်မှုတွေလည်းဒီရသည်မှာဒါကျွန်တော်များများဆက်ဆက်ပြုလုပ်ထားခဲ့တာဆိုတော့သူတို့ရဲ့ဒါကျွန်တော်တို့အကယ်၍ဒါကျွန်တော်ဒဏ်ရာပြဿနာပဲဖြစ်ဖြစ်ပွဲပွဲပြဿနာပဲဖြစ်ဖြစ်ဒါတရော်ရော်ဖြစ်သွားရင်တော့ဒီနေ့အောင်ပြန်ပြီးတော့ဖြစ်ကစားနိုင်မယ်ဒါအကောင်းဆုံးဒါကစားသမားတွေလည်းသူတို့ဒါဖြစ်တင်ထားခဲ့တာဆိုတော့ဒီနေ့ပွဲစဉ်မှာရောသူ တို့ရဲ့ပေါ်ထွက်လာမဲ့လူစင်ကဘယ်လိုမျိုးဖြစ်လာနိုင်မလဲရှေ့ကပွဲစဉ်တွေမှာဒါအနိုင်ရရှိခဲ့တဲ့လူစင်ရင်းတစ်ခုပဲကျွန်တော်ပြန်ပြီးတော့မြင်တွေ့ရနိုင်မလားဆိုတော့ဒေတာတကွာတော့နှစ်သိန်းစလုံးတော့အပြောင်းလဲနည်းနည်းစီတော့လောက်ကလိမ့်မယ်ဆိုတော့တို့ရဲ့ဒါကျွန်တော် ပေါ်ထွက်လူစင်ကဘယ်လိုမျိုးပုံစံလေးဖြစ်လာနိုင်မလဲဗျာ ဟုတ်ကဲ့ပါကိုကြီးအရင်ဆုံးဒီနှစ်သိန်းရဲ့ကျော်ရင်ဒန်ရန်ရနဲ့ပွဲပဲပြတဲ့အောင်ပြင်ပြီးကြည့်ရမှာဆိုတော့လီဗာပူကတော့အကျွန်တော်ဒီပြီးခဲ့တဲ့ပွဲစဉ်မှာပေါ့နော်ဆော်တန်နန်ရဲ့ပွဲစဉ်မှာကိုသမီးအိမ်ချုပ်ပြီးအောင်ပွဲခံခဲ့တဲ့ဖူကိုအီကီတီကီရဲ့အနီကပ်ပြတဲ့အလွင်တော့ကျန်တော့ကြီးကြီးမားမားဒန်ပြဿနာတော့ရင်ဆိုင်ထားတာမရှိဘူးတစ်ဖက်ကခရစ်စတယ်ပဲလီကတော့သူတို့အသင်းရဲ့ကျွန်တော်ဒီပြောရမှာဆိုရင်ကျွန်တော်တောင်မန်ကစားမကောင်းနေနံပါတ်10ရူမှာကစားရနောက်ချန်ကစားမကောင်းနေဖြစ်တဲ့အသေးခေါ်ဓာတ်ရမီပီနိုနဲ့ကျွန်တော်ဒီအစမလာစားကတော့ဒီပွဲစဉ်မှာပြန်ပြီးတော့ပေါဝင်နိုင်မှုအတွက်စောင့်ကြည့်ရမယ့်အနေအထားရှိတယ်အဲ့တော့ဒီကစားသမားနှစ်ယောက်မပါဘူးဆိုရင်ဒီနေရာကိုပြန်ပြီးတော့ဘယ်သူပြန်ပြီးပွဲထွက်လာမှာပထမ စာမပါတော့ဆိုရင်ကျွန်တော်တို့ပီနိုနဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်မှာဝက်ဆန်နဲ့ပွဲစဉ်မှာသုံးသွားတယ်ဒါပေမဲ့ပီနိုကလည်းအဲပွဲစဉ်မှာဒဏ်ရာပြဿနာအနေနဲ့ရရှိသွားဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာ ်ပီနိုလည်းမကစားနိုင်သေးဘူးစားလည်းမပါဝင်နိုင်သေးဘူးဆိုတော့ကျွန်တော်ဘယ်သူ့ကိုပြန်ပြီးသုံးလဲဘယ်အဲ့ဒီတစ်ချက်ပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်အဲ့တော့ဖြစ်နိုင်ပွဲ line နဲ့ဆက်တယောက်ကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ crochet ပဲလေးရောက်ပြီးခဲ့တဲ့ wasan နဲ့ပွဲစဉ်ကအတိုင်းပဲကြားရမှလည်းသူတို့ဒီကျွန်တော် league cup ကိုမကစားရဘဲနဲ့အရှိတပတ်မှာကြိုပြီးကစားထားတာဆိုတော့ဒီပွဲစဉ်မှာသူတို့ဒီအဲပြောရမယ်ဆိုကြားရမှာတပတ် နားချင်းရှိတယ်ပြင်ဆင်ချင်းရှိတယ်အဲ့တော့ပြီးခဲ့တဲ့ wasan နဲ့ပွဲစဉ်တိုင်းပဲလူစင်းကိုပြန်ပြီးတော့ထုတ်လာဖို့များတယ်အဲ့တော့ကုသမနေရာမှာဆိုတော့ Henderson consistent တောင်းဝန်တန်းမှာဆိုတော့ Gui ရဲ့ကျွန်တော် lacrosse ရဲ့ Richard ရဲ့ wingback တွေမှာဆိုတော့ Weber Chan မှာ Mitchell ညာဘက်ဆန်းမှာတော့ Munoz ကွင်းလေးအတွက်ဖက်နေရမှာဆိုတော့ကျွန်တော် water နဲ့ house နဲ့ရှိမယ်ပြီးရင်ကျွန်တော်ဒီ number 10 room ပေါ့နော်ကျွန်တော်နောက်ချန်တက်စစ်မှုနေရမှာဆိုတော့ကျွန်တော်ဒီကမ်မတာနဲ့တစ်ဖက်မှာပြင်ပြီးချိန်ရမှာပီနိုကစားနိုင်မယ်ဆိုတော့ပီနိုအကဲစားတာပြန်ပြီးတော့ကျွန်တော်ဒီကြမ်းစမှုပြေးွားနေဆိုတော့စားပေါ့နော်စားနဲ့ပီနိုနှစ်ယောက်ကဘာလို့ပြန်ပြီးကစားနိုင်မလဲဒီကစားမနှစ်ယောက်လုံးမကစားနိုင်အောင်ဆိုရင်ကျွန်တော်ဒီ divani ကိုပြန်ပြီးတော့တွေ့ရဖို့ရှိလိမ့်မယ် number 9 room မှာတော့ multi tab ထပ်ပြီးပေါ်ထွက်လာမှာဖြစ်ပြီးတော့ crucial pair လေးကတော့အဲကျွန်တော်ဒီနောက်ချန်တက်စစ်တနေရာဖြစ်တဲ့ ီနိုနဲ့စားရနေရတာအနည်းငယ်လေးအကယ်သုံးနေအောင်လို့မကစားနိုင်အောင်ဆိုအာနေချက်တစ်ခုပဲရှိနေမှာကျွန်တဲ့နေရာမှာတော့တို့ရဲ့ပုံမှန် line နဲ့၁၁ရောက်အတိုင်းပဲအများကြီးပြောင်းလဲမရှိဘဲနဲ့ကျွန်တော် AP AP ကစားနိုင်မှာဆိုတော့အရင်ကတော့ကျွန်တော်ဒီ Crystal Palace လူအင်အားကတော့ရော့ကြနေမှာတော့မဟုတ်ဘူးတပတ်က Liverpool ကိုပြန်ကြည့်မယ်ဆိုရင် Liverpool ကလည်းထူးထူးလက်ကောင်းပဲပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့ရရှိအောင်ဆွမ်းဆောင်ထားတဲ့ EKTK ရဲ့နေရာမှာ Alexander Isaac ပြန်ပြီးပေါ်ထွက်လာတယ်ကျွန်တဲ့နေရာဒီမှာလည်းတို့တို့ဒီလေကစားသမားအဆောင်လေးနဲ့ပြန်ပြီးပေါ်ထွက်လို့ရတယ်ကုသမားနေရာမှာဆိုတော့ Alisson ပြန်ပြီးပေါ်ထွက်လာလိမ့်မယ်ညာဘက်ခန်းစစ်မှာဆိုရင်တော့ ဖရင်ပောင်ကစားနိုင်တယ်လို့ဒါမှမဟုတ်ကျွန်တော်ပြီးခဲ့တဲ့ Everton နဲ့ကျွန်တော်မာစင်းဆက်တိုင်မှာသုံးသွားတဲ့ Bradley ကိုလည်းပြန်ပြီးတော့တွေ့ရဖို့ရှိတယ်အကယ် ဘရက်ဒီလီမကစားဖို့ဆိုတော့ဖင်ပေါင်ပြန်ပြီးပို့ထလာမယ်ဘဘချန်းခန်းစစ်မှာဆိုတော့ကာကက်ခန်းစစ်အတွင်းလုံးလေးမှာဆိုတော့ဖန်တိုင်းနဲ့ကိုနာတေးနဲ့ကိုလေဒေါ်ဘုံမှာဆိုတော့ကျွန်တော်ဒီမက်ဂလစ်စတာရဲ့ဆပ်ပိုစလိုင်းရဲ့ဂရဗန်ဘက်ကဒီတိုင်းပဲပို့ထလာဖို့ရှိပြီးအကဲအပြောင်းလဲလုပ်ချင်တယ်ဆိုတော့မက်ဂလစ်စတာရဲ့နေရာမှာကျွန်တော်ကာတီဂျုံတို့ပြန်ပြီးတွေ့ရအောင်တွေ့ရနိုင်တယ်တောင်မန်တိုက်စစ်နှစ်ဖက်မှာဆိုတော့ညာဘက်ချမ်းမှာတော့မိုဟာမက်ဆာလက်ဘယ်ဘက်ချမ်းမှာတော့ကိုရီကဘိုနံပါတ်9မှာတော့တေချာတော့ဒီပွဲစဉ်မှာအလက်ဇန္ဒားအိုက်ဆက်ကကျွန်တော်ဒီပို့ထမှုကိုပြန်ပြီးတွေ့ရဖို့ရှိတယ်ပဲအဲ့တော့လူစင်းအင်အားအရာတော့နှစ်သင်းလုံးမှာတော့အဲအဓိကကစားသမားတယောက်စီလောက်ပဲကျွန်တော်ဒီပိုဇီရှင်တစ်ခုစီမှာလွှဲချော်ဖို့ရှိမယ်ဂျက ျန်တဲ့နေရာတွေမှာအကုန်လုံးသူတို့အတင်းအကောင်းဆုံးလူစင်းကိုပြန်ပြီး ပွဲထွက်နိုင်မှာဆိုဒီပွဲစဉ်တော်တော်လေးကြည့်လို့ကောင်းမဲ့စိတ်ဝင်စားပွဲကောင်းတဲ့ပွဲစဉ်တွေပဲဖြစ်ပါလိမ့်မယ်ခင်ဗျ။ဟုတ်ကဲ့ကိုယ်ဆိုတော့ဒါလက်ရှိဒါကျွန်တော်ရှေ့ကပွဲစဉ်မှာတော့တို့အနေနဲ့ဒါလူစားလဲအပြောင်းလဲတွေလုတ်ပြီးတော့ကစားသွားခဲ့တာကိုတွေ့ရတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့ရဲ့အကောင်းဆုံးဒါ line set တယောက်ကိုတော့ပြန်ပြီးတော့ကျွန်တော်မြင်တွေ့လာရနိုင်တယ်။ဆိုတော့အဓိကတော့ဒါ Ikitiki နေရာမှာဒါ Lesnar Isaac ပြန်ပြီးတော့ပေါင်းဝင်လာနိုင်မယ်။ဆိုတော့အရင်ရင်တော့လေကျွန်တော်တို့ဒီ dice set ပိုင်းဆိုင်အရာပါဒါ Liverpool တန်းအားနေသွားတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးပြ။ဆိုတော့ဒါ Lesnar Isaac လည်းတကယ်ကိုဒါကျွန်တော်တို့ number 9 row set စစ်ပေါ့နော် striker ကောင်းတယောက်ပဲဆိုတော့တို့အနေနဲ့လဲဒါ twin ကိုတွေအချိန်မီ၍တွင်းယူနိုင်တဲ့အနေအထားတစ်ခုမှရှိတယ်။ကိုဒီကာဘွန်နဲ့မိုဟာမက်ဆာလာသာပြန်ပြီးတော့ပါဝင်လာနိုင်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါ ဒီတိုက်စစ်ကောနော်ဆိုတော့လေပါပွေးတိုက်စစ်ကလည်းကျွန်တော်တို့ပို့ပြီးတော့အားဆိုင်လာမယ်နောက်ကျွန်တော်ဒီဖန်တိုင်းနဲ့ဒါကိုနာဒေးဒါကျွန်တော်တို့ခန့်စစ်တွဲလုံးကိုလည်းကျွန်တော်ဒီနေ့ပွဲစုံမှာပြန်ပြီးတော့မြင်တွေ့ရမယ်ဆိုရင်တော့ဒါလေပါပူအသင်းရဲ့ဒါကျွန်တော်တို့ line up ကဘာမှကျွန်တော်အပြစ်ပြောစရာမရှိဘူးသူတို့ရဲ့အကောင်းဆုံး line up တစ်ခုကိုကျွန်တော်တို့ဒါဒီနေ့ပွဲစုံမှာလည်းထပ်မံပြီးတော့မြင်တွေ့သွားရဖို့ရှိတယ်ဆိုတော့ဒါ twin core အနေနဲ့ဆိုရင်လည်းဒါလေပါပူအသင်းကဒါကောင်းကောင်းမွန်မွန်ပဲဒါ twin ယူနိုက်တက်နောက်ကျွန်တော်ခန့်စစ်ပိုင်းဆိုင်ရာအရာမှာလည်းတောင်းတင်းနေဆိုတော့ crystal palace အသင်းကတော့ဒါဒီနေ့ပွဲစုံမှာတိတ်ပြီးတော့မလွယ်ကူလို့ပဲကျွန်တော်ပြောရမယ်ဗျဆိုတော့သူတို့အနေနဲ့ကတော့အဓိကအပြောင်းလဲ ဖြစ်မှာတော့အခုပြောခဲ့သလိုပဲဒါပီနိုရဲ့နေရာမှာဆိုတော့ပီနိုရဲ့နေရာမှာဒါကျွန်တော်တို့ဒါအစ်စမီလာစားပါဝင်လာမလားဒါမှမဟုတ်စားမပါဝင်လာနိုင်ဘူးဆိုလို့ရှိရင်လည်း Justin Tiffany ပေါ့နော်ဆိုတော့ဒီနေရာမှာပါဝင်ပြီးတော့ကစားလာနိုင်တယ်ဒါပေမဲ့ Tiffany ကစားမယ်ဆိုလို့ရှိရင်တော့အနေငယ်သူတို့ရဲ့ဒီတိုက်စစ်ပိုင်းဆိုင်ရာအရာမှာအင်အားလေးနည်းနည်းလျှော့သွားမလားပေါ့နော်ကျွန်တော်ဒါလေးစိုးရိမ်မိတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာဒါပီနိုပြပြစားပြပြတယောက်ယောက်တော့ပြန်ပြီးတော့ပါဝင်လာနိုင်ဖို့လို့လို့အခက်ရဒါကပါဝင်လာခဲ့ပြီဆိုရင်တော့ဒါ Crystal Palace အသင်းကလည်းသူတို့ရဲ့ဒါအင်ပြအပြပေါ့နော်လာရင်စတေးရောက်သလိုဒီနေ့ပွဲစဉ်မှာထုတ်ပြီးတော့၃နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့လည်း ်ဒါကျွန်တော်တို့အိမ်ကွင်းဖြစ်တဲ့အတွက်အားသာချက်လေးရှိရဲ့ chance အနေနဲ့လည်းဒါကျွန်တော်ပို့ပြီးတော့များများဆဆရရှိလာနိုင်မယ်လို့ခန့်စားတယ်ဆိုတော့နှစ်သင်းစလုံးကတော့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးဆိုတဲ့လူစင်းတစ်ခုကိုတော့ထုတ်လာဖို့ရှိပြီးတော့ဆိုတော့ဘယ်အသင်းကအားသာချက်ရှိသွားမလဲဆိုတာကတော့ကျွန်တော်တို့ဒါနီးပြတွေရဲ့အားပြိုင်မှုကတော့ကစားသမားတွေရဲ့အားပြိုင်မှုတွေအပေါ်မှာကျွန်တော်တို့ဒီနေ့ပွဲစဉ်ကဒါစောင့်ကြည့်ဖို့ရကောင်းနေရတာပွဲကောင်းတဲ့ပွဲလည်းဖြစ်လာဖို့ရရှိပါတယ်ဗျာ ဟုတ်ကဲ့ပါဘူးဒီနေ့ပွဲစဉ်ကတော့ဒါ Crystal Palace အသင်းနဲ့ Liverpool အသင်းတို့ထိပ်တိုက်တွေ့ဆုံကြပြီဆိုတော့ဒါ Premier League အမှတ်ပေးဇာတ်မှာဒါနှစ်သင်းနဲ့ကျွန်တော်ဒါတော့ရှုံးပွဲမရှိသေးရဲ့နှစ်သင်းဆိုတော့ဒီနှစ်သင်းကထိပ်တိုက်တွေ့ဆုံကြတဲ့အခါမှာတသင်းသင်းကပထမအဦးဆုံးဒါရှုံးပွဲကြုံတွေ့သွားနိုင်လားဆိုတော့အကြပြေဒါကျွန်တော်တို့ရှုံးပွဲကြုံတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ DRD မှာဒါကျွန်တော်တို့ဒါ Premier League မှာဆိုလို့ရှိရင်ရှုံးပွဲမရှိသေးရဲ့တသင်းနဲ့ဒါဖြစ်သွားနိုင်ခြင်းရှိတဲ့အနေအထားတို့ဒါမှမဟုတ်ရင်ဒါကျွန်တော်တို့ဒါတရေပွဲတစ်ပွဲဒါတို့ဖန်တီးခဲ့မယ်ဆိုလို့ရှိရင်တော့ဒါနှစ်သင်းစလုံးကရှုံးပွဲမရှိသေးရဲ့အနေအထားတစ်ခုပဲထပ်မှန်ပြီးရောက်ရှိသွားနိုင်တယ်ဆိုတော့ဒီနေ့ပွဲ စဉ်မှာတော့ကျွန်တော်ကတော့အရင်ကတည်ရလက်ထွက်ပေါ်လိမ့်မယ်လို့တော့မခံစားဘူးဆိုတော့အကုန်းအနေနဲ့ဆိုရင်ဒီနေ့ပွဲစဉ်ဟာ Ancient Crystal Palace အတင်ကအကောင်းဆုံးခုခံကစားပြီးတော့ကျွန်တော်တို့ဒါရာသီအချိုးမှာဒါကစားခဲ့တဲ့ဒါကျွန်တော်တို့ community ရှိပေါ့နော်ဆိုတော့ဒီပွဲစဉ်လိုမျိုးဒါမင်းနဲ့90အတွင်းထဲမှာဒါတည်ရလက်ထွက်ပေါ်တော့အောင်ကစားနိုင်မလားဒီဘက်က Liverpool အတင်ကတော့တို့ရဲ့ဒါ form ပုံစံကောင်းတစ်ခုကိုဆက်လက်ထိန်းသိမ်းပြီးတော့ဒီနေ့ပွဲစဉ်မှာလည်းတို့နိုင်ပွဲတစ်ခုအကောင်းဆုံးပုံဖော်သွားနိုင်မှာဆိုတော့အခုအမြင်လေးနဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုယ်အရင်ဆုံးဒီပွဲစဉ်ကကျွန်တော်တို့ဒီနှစ်သိန်းကြားမှာကျွန်တော်တို့ community ရှိရရက်လက်တစ်ခုကတော့ရေးပါလာမယ်ကျွန်တော်တို့ပွဲစဉ်တွေဖြစ်လာမယ်ကျွန်တော်ထင်တယ်ဘာလို့ဆို community ရှိမှာ liverpool အနေနဲ့ crystal palace ကိုကျွန်တော်တို့ဘာနေနဲ့ရှုံးနေသွားရတယ်အဲ့တော့ဒီရာသီအစအဒီရှုံးကျိုးကို liverpool အနေနဲ့ပြန်ပြီးတော့ဒီပွဲစဉ်မှာတော့ပြန်ပြီး revenge လုပ်ဖို့တော့သူတို့ကတော့ပြင်ဆင်လာမှာတော့အမှန်ပဲဒါပေမဲ့တစ်ဖက်က crystal palace ရဲ့ရက်လက်တွေနဲ့ခြေစမ်းမှန်းရလဲ crystal palace ဒီ အပွဲစဉ်ပြတဲ့သူတို့ဒီတောက်လျှောက်သူတို့ရဲ့ပုံစံကောင်းတစ်ခုပေါ့နော်ကျွန်တော်တို့ပြောရမယ်ဆိုရင်နိုင်မွေးတွေအများကြီးမဖန်တီးနိုင်ခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ကျွန်တော်ဒီခြေစမ်းပိုင်းကျွန်တော်ဒီမကောင်းတဲ့အပွဲစဉ်တပွဲဒါမှမဟုတ်ကျွန်တော်ဒီကစားခက်တဲ့အသင်းတွေတွေ့ဆုံတဲ့အချိန်ဒီမှာတို့ဒီတေးရက်လက်ရရှိအောင်အနည်းဆုံးဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုရင်အနေအထားတစ်ခုကတော့ခရစ်စတယ်ပဲလေဒီလေအနိုင်လိုက်ရလက်မရရှိခဲ့ဘူးဆိုရင်တော့မရှုံးနေအောင်ကစားတတ်တဲ့ဆိုရင်အသင်းတစ်ခုဖြစ်ကျွန်တော်တို့ပြန်ပြီးတော့တွေ့နေရတယ်အဲ့လိုပဲတစ်ဖက်ကလက်ပတ်ဘူးဒီလေဒီရာဒီမှာတို့ဒီနိုင်မွေးတွေတောက်လျှောက်ရရှိခဲ့တဲ့တိုင်အောင်နောက်ဆုံး၅ဘွန်းမှာဆိုရင်၅ဘွန်းမှာတို့ဒီတကူအတာနဲ့ပဲတက်ပြီးနိုင်ခဲ့တဲ့ပွဲတွေများတယ်တချို့ပွဲစဉ်တွေ ှာဆိုရင်ကျွန်တော်ဒီပွဲချိန်နှောင်းပိုင်းပေါ့နော်မိနစ်80ကျော်အ တချို့ပွဲတွေမှာဆိုကျွန်တော်ဒီမိနစ်60အကျော် injury time တွေမှာကတ်ပြီးတော့နိုင်ခဲ့တဲ့ပွဲစဉ်တွေအနိုင်ကိုတွေရရှိခဲ့တဲ့ပွဲစဉ်တွေလည်းရှိတာဆိုဒီပွဲစဉ်မှာလည်းကျွန်တော်ဒီ time မှာထပ်ပြီးတော့ဒီနှစ်သိန်းချားမှာကျွန်တော်ဒီပြောရမှာဆိုရင်ကြီးမားရဲ့ရက်လက်တစ်ခုထွက်လာတဲ့ဆိုင်တော့နှစ်သိန်းချားချင်းပြောင်းရက်လက်နဲ့ပဲနိုင်မယ်ဆိုရင်လည်းကျွန်တော်အနိုင်ရရှိသွားဖို့ရှိနေမယ်ပြီးတော့ဒီဒီပြင်ပေါ်တော့ထပ်ပြီးကြည့်ရမယ်ဆိုတော့နောက်ထပ်တွေးဆောင်ခဲ့တဲ့ပွဲစဉ်တွေရဲ့မှတ်တမ်းတွေကိုပြင်ပြီးကြည့်ရတယ်ဒီနှစ်သိန်းချားမှာတွင်းကိုတွေအပြန်အလှန်တွင်းလေးရှိတဲ့ပွဲစဉ်တွေတော့ကျွန်တော်သိမ့်မတွေ့ရဘူးရာသီအစအကျွန်တော်ဒီ community ရှိမှာတစ်ဖက်နှစ်ခုစီဖြစ်ခဲ့တဲ့ပွဲစဉ်တွေတော့ချွန်ချွတ်အနေနဲ့ကျွန်တော်တို့ဒီပွဲစဉ်တွေပဲကျွန်တော်ပြင်ပြီးတွေ့ရတယ်ကျွန်တဲ့ပွဲစဉ်တွေမှာနိုင်ခဲ့ရဆို တဲ့1 0ဆိုတဲ့ရက်လက်ကဖြစ်တာများတယ်ပြီးရင်ကျွန်တော်တို့0 0ဆိုတဲ့ရက်လက်တွေ11ဆိုတဲ့ရက်လက်တွေထွက်ရှိခဲ့တယ်အဲ့ဒါပြင်မှာ21ဆိုတဲ့အနိုင်ရက်လက်နဲ့တပွဲပဲနိုင်ခဲ့ရဆိုတဲ့အနေအထားတစ်ခုကဒီတစ်ချိန်မှလည်းကျွန်တော်ပြောရမယ်ဆိုတော့ဒီနေ့တင်းကြားရဲ့လက်ရှိခြေစွမ်းပိုင်းနဲ့လက်ရှိကစားတဲ့ပုံစံနဲ့အရာတော့တွင်းကိုအနည်းနဲ့တေချာမဲ့ပုံစံတပွဲပို့ပြီးတော့ဥတီနေတဲ့အနေအထားလေးများဖြစ်လာမလားလို့ကျွန်တော်ပြန်ပြီးတော့ထင်မိတယ်အဲ့တော့ဒီပွဲစဉ်အတွက်9ရက်လက်ကိုခံမှန်းရမယ်ဆိုတော့တစ်ဖက်တပိုးစီဆိုတဲ့တေရက်လက်ကပို့ပြီးဖြစ်နိုင်ပွဲများပြီးတော့အနိုင်ဆုံးတော့ကျွန်တော် Ancient Crystal Palace ထဲဆိုင်တော့ပုံစံကောင်းပြနေတဲ့လေဘဘူးနဲ့ကျွန်တော်ဒီနောက်ဆုံးမိနစ်အပိုင်းခြားနေမှာတွင်းကိုရရှိနိုင်အောင်ဆွမ်းဆောင်နိုင်တဲ့လေဘ ဘူးလို့ပို့ပြီးတော့သဘောချမိတယ်အဲ့တော့လီဗာပူးနိုင်ခဲ့တယ်ဆိုရင်ဒီပွဲစဉ်ကကျွန်တော်တို့နှစ်ကိုးတကိုးဆိုရဲ့ရက်လက်ထက်ကျွန်တော်တို့1-0ဆိုရဲ့ရက်လက်ကပို့ပြီးတော့ဖြစ်နိုင်မယ့်ရက်လက်တခုလို့ထင်မိတယ်အဲ့တော့ဒီပွဲစဉ်တော့ကိုရက်လက်ကိုခံမှန်းရမယ်ဆိုတော့တေးဆိုတော့ကျွန်တော်တို့1-1နိုင်မယ်ဆိုတော့လီဗာပူးအနေနဲ့1-0ဆိုရဲ့ရက်လက်ကပို့ပြီးဖြစ်နိုင်မယ့်များရက်လက်တခုလို့တော့ထင်မိပါတယ်ခင်ဗျာ โอเคครับสรุปแล้วชื่อနေထားတွေကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်တော့ဒါ Crystal Palace အသင်းရလဲဒါ၉ဘွဲ့ဆက်တိုက်ပေါ့เนาะဆိုတော့သူတို့အနေနဲ့ရှုံးဘွဲ့မရှိသေးဘူးဆိုတော့နောက်ဆုံး၅ဘွဲ့မှာဒါသူတို့အနေနဲ့၆၉သွင်းယူထားဒါပေမဲ့နောက်ဆုံး၅ဘွဲ့မှာ၂၂ဘွဲ့ရဂိုးမသွင်းယူနိုင်ခဲ့ဘူးပေါ့เนาะဆိုတော့ကျန်တဲ့၆၉စလုံးကဒါ၃ဘွဲ့မှာမျှပြီးတော့သွင်းထားတာကျွန်တော်တွေ့ရတယ်ဗျာဆိုတော့တစ်ဖက်က Liverpool အသင်းကနောက်ဆုံး၅ဘွဲ့မှာသူတို့၉၉အထိသွင်းယူထားနိုင်ခဲ့ဆိုတော့သူတို့ strike ဆက်ပိုင်းဆိုင်ရာအရင်ကျွန်တော်မေးခွန်းထုတ်စရာတော့မရှိဘူးဒါပေမဲ့ အနိုင်ရလက်ကတော့ရှိတယ်ဒါပေမဲ့ကျင်းမြောင်းတဲ့အနိုင်ရလက်ပေါ့နော်တကိုးသားရည်နဲ့ပဲကပ်ပြီးတော့အနိုင်ရလက်ဆိုတော့တကိုးသားဆိုတော့ကျွန်တော်ပွဲရဲ့အဖြေကိုဒါအချိန်မီပြောင်းလဲသွားလို့ရတာမျိုးတွေကျွန်တော်တွေ့ရသလိုနောက်ဆုံးကျွန်တော်တို့ဒါလီဗာပူးသင်းကဒါနောက်ဆုံးပေါ့နော်ဆိုတော့ဒီအချိန်ပိုကြတော့မှပဲဒါကျွန်တော်တွင်းကိုးတွေတွင်းအနိုင်ကိုးတွေတွင်းယူပြီးတော့နိုင်ခဲ့တဲ့ပွဲစဉ်တွေလည်းရှိတယ်ဆိုတော့အရင်တော့လေဒါကျွန်တော်လီဗာပူးအသင်းကဒါကျွန်တော်မိနစ်60အတွင်းထဲမှာဂိုးပြတ်ပြီးတော့တစ်ဖက်သက်အသာစီးနဲ့ဒါအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မျိုးကိုကျွန်တော်တို့ဒါကျွန်တော်တိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်ဆိုတော့ဒီအနေအထားတစ်ခုမှာလီဗာ ဘူးအသင်းကဒီနေ့ပွဲစဉ်မှာဒါမျိုးကိုလုပ်ပြနိုင်ဖို့လည်းဆက်လက်ပြီးတော့ခက်ခဲအောင်မယ်လို့ကျွန်တော်ခံစားတယ်။တစ်ဖက်က Crystal Palace အသင်းကလည်းကစားရခက်တဲ့အသင်းများသူတို့အနေနဲ့ဒါကျွန်တော်တို့ဒီရာသီအစဒါ ဒီ community ရှိပွဲစဉ်မှာလည်းမြည်ဆန်းပြီးသွားပြီဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော် Liverpool အသင်ကတော့ကျွန်တော် Premier League မှာသူတို့ပုံစံကောင်းနေပြနေရတယ်အညီဆိုတော့သူတို့အနေနဲ့ဒါအရှုံးပေးလိမ့်မယ်တော့ကျွန်တော်မခံစားအောင်ဆိုတော့အခုပြောခဲ့သလိုပဲဒီနေ့ပွဲစဉ်မှာဒါနှစ်သင်းစလုံးကကောင်းပုံနဲ့တရေရမှတ်တမှတ်တည်ဒါကျွန်တော်တို့အနိုင်ရမှတ်သုံးပတ်နဲ့ရှင်လို့ရှင်ဒါကျွန်တော် title risk ကိုပြေးနေတဲ့ Liverpool အသင်အတွက်ကတော့ဒါတရေရမှတ်တမှတ်ဆိုတာကဒါရှုံးနေခြင်းနဲ့အတူတူပဲဆိုတော့ဒီနေ့ဒါတစ်ခုမှသူတို့အနေနဲ့အနိုင်သုံးမှတ်ကိုမဖြစ်မနေလိုအပ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒါတရေရလက်ထက်စာလို့ရှင်ဒါ Liverpool ဘူးအတင်းကရာဒီဂျိုတုံးကဒါကျွန်တော် community ရှိ ပွဲစဉ်မှာဒါကျွန်တော်ပန်နေတီနဲ့ရှုံးနေခဲ့မှုတို့အနေနဲ့အကောင်းဆုံးလက်စားပြန်ခြေဖို့အတွက်အသင်းဖြစ်နေမဲ့ပွဲစဉ်တွေပေါ်တော့ခံစားရတယ်။ဒါပေမဲ့အဲကျွန်တော်ရှေ့ကပွဲစဉ်တွေတို့နှစ်သိန်းရထိတိုက်တွေးဆမှုတွေအရာရောဒါကျွန်တော်တို့ဒီပွဲစဉ်တွေအရာနှစ်သိန်းရဒါကျွန်တော်စော့ကစားခဲ့တဲ့ရှေ့ကပွဲစဉ်တွေအရာရောကျွန်တော်တွင်းဝေးတော့အများကြီးမြင်ရလိမ့်မယ်လို့မထင်ဘူး။ဆိုတော့အခဲရင်လီဗာပူးအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်ဒါ2-1ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါ1-0ဆိုတဲ့ရလက်ပေါ့နော်။ဆိုတော့ဒီရလက်တစ်ခုကဖြစ်နိုင်ခြေရှိပြီးတော့ဒါ Crystal Palace အသင်ကတော့အမြင့်ဆုံးတရေရလက်ကိုပဲကျွန်တော်မှန်းလို့ရမယ်။ဆိုတော့တရေဖြစ်မယ်ဆိုရင်တော့ဒါ1-1ဆိုတဲ့ရလက်ကအဖြစ်နိုင်ဆုံးဖြစ်တယ်။ဆိုတော့လီဗာပူးအသင် င်းကတော့မိနစ်60အတွင်းမှာအနိုင်ရဖို့ကြိုးစားမှာဖြစ်ပြီးတော့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ဒါ2-1ဆိုတဲ့ရလက်နောက်ဆိုတော့1-0ဆိုတဲ့ရလက်ကတော့ဖြစ်နိုင်ချေအရှိဆုံးရလက်တွေပါဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကြီးကျွန်တော်တို့ဒါ Crystal Palace အသင်းနဲ့ Liverpool အသင်းတို့ရှင်ပြန်ကစားကြမှာ Premier League ပွဲစဉ်6ရက်ပွဲစဉ်လေးကိုလည်းချက်တော့ပြပြပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်တော့ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်6ဖြစ်ခရစ်စတယ်ပဲလီအသင်းနဲ့လီဗာပူးအသင်းတို့ကအခုလာမယ့်စနေနေ့ည8:00နာရီဘက်မှာရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ခရစ်စတယ်ပဲလီအသင်းနဲ့လီဗာပူးအသင်းတို့ရှင်ပြိုင်ကစားကြမယ့်ပရီးမီးယားလိဂ်ပွဲစဉ်6အတွက်ပွဲချုပ်သုံးသက်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ